မင်္ဂလာပါရှင်ကျမတီကပါဒီနေ့ပေါ်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့မလိမတာတူတေတဲ့အွန်လိုင်းကဂျွန်လာ24ရက်မနက်ပိုင်းမှာစတင်ဖြစ်ပေါ်နိုင်တဲ့အထက်လေဖွေလိုင်း UACC ကအားကောင်းလာပြီးတော့ဂျွန်လာ25ရက်ညပိုင်းဂျွန်လာ26ရက်မနက်ပိုင်းထိလီဗီအာနဲ့ရောင် LP ဖြစ်နေဆက်လက်တရှိနေနိုင်ပါမယ်လို့ဆိုပါရယ်အနောက်တောင်မုတ်တုံလေးအားဆက်လက်ကောင်းနေပြီးတော့မနက်အစောပိုင်းနဲ့ညနေညအချိန်တွေအတွင်းမှာအပူချိန်ရောကျလာတဲ့အချိန်မှာငွေရည်ဖွေအမှတ် ဂျူပိုင်တెంပရေချာနဲ့နေဆက်တဲ့အချိန်ဒေတုစုဖွဲ့ဖြစ်ပေါ်မှုအခြေအနေပေါ်မှုတည်ပြီးတော့ဒေတာလိုင်းမိုးတင်တင်ကြရင်မို့များပါမယ်လက်တလုံးရရှိထားပြီးတဲ့ကြိုတင်ခမှန်းချက်ရဂျွန်လ22ရက်မနက်ကနေဂျွန်လ25ရက်ညပိုင်းတွင်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွင်မှာမိုးများပါမယ်။ ဂျွန်လ23ရက်မနက်ကနေဂျွန်လ26ရက်မနက်ပိုင်းထိ82နာရီအတွင်းမှာတော့ချင်းရင်းမြစ်နဲ့အရာရီမြစ်ဖြားဒေသတွေမှာငွေအကြိမ်ဟာဆယ်လက်မအထက်ရွာသွန်းနိုင်တာကြောင့်ချင်းရင်းမြစ်နဲ့အရာရီမြစ်အထက်ပိုင်းမှာမြေရီတွေမြင့်တက်လာနိုင်တယ်လို့ဂျွန်လ22ရက်နေ့လယ်7:30မိနစ်30ချိန်မှာအသိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ပဲခူးမြင့်ဟာဒီနေ့ည9:00နာရီမြင်ကွင်းဖြစ်ပြီးတော့ပဲခူးမြင့်ဝင်းကျင်မှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့သတိထားနေထိုင်ပြီး လူနေထိုင်ရာရပ်ကွက်တွေတွင်ရေကြီးရေတက်မှုမဖြစ်ခင်ကြိုတင် ရွှေ့ပြောင်းနေထိုင်ကြဖို့လိုအပ်တယ်လို့အသိပေးခဲ့တာဖြစ်ပါတယ်။တဘာဝအားဆိုတာ short တက်လို့မရတာဖြစ်လို့ကြုံခဲ့ဖြစ်ခဲ့မြင်သိခဲ့ရတဲ့ဘေးတွေကလည်းသင်ငန်းစာယူဆင်ခြင်မိနိုင်ပါသေးလို့ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ပုဂိုးမြေကတော့လက်ရှိရေမှန်24ဒသမ2ပေ၊စိုးရိမ်ရေမှန်28ဒသမ8ပေနဲ့တိုးနှောင်းဟာ24နာရီအတွင်းမှာ9ဒသမ28ပေရှိတယ်လို့လည်းဆိုပါတယ်။ ဒါပြင် Sky Dive အထက်ပိုင်းက Candy Homeland Mallite ထမှန်သည်ကျင်းလွင်းနှစ်အထက်ပိုင်းမှာမိုးများနိုင်တဲ့အခြေအနေဖြစ်ပြီးတော့မိုးများဆုံး Candy မှာတော့23ရက်ကနေ24နှစ်အတွင်းမွေးအချိန်3.23လက်မှ82မီလီမီတာအထက်မိုးများမယ်လို့ဆိုပါတယ်58နှစ်အတွင်း Homeland မြို့ရဲ့စိုးရိမ်ရေဘက်ကိုရောက်နိုင်ကြောင်းလဲ Mozilla ကကြေညာထားတာဖြစ်ပါတယ် ဒါအပြင်မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာမိုးပုံမနှံတာကြောင့်နောက်ခုနှစ်ရက်အတွင်းမှာအေရီမြစ်ရဲ့အနေငယ်တိုးလာနိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။လေကြောင်းမှုလို့သာဦးဝေဖြူဝံကတော့22ရက်6လ2025ရက်နေ့မနက်9:55မိနစ်ချိန်မှာကုလို့ထုတ်ပြန်ခဲ့ပါတယ်။ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်ရှိပိုင်းနဲ့မြောက်ပိုင်းတရိန်နိုင်တိုင်းဒေသကြီးနဲ့ကရင်ပြည်နယ်တွေမှာတော့နေရာနှံ့ပြမှုရွာတော်ပါမယ်။ရောင်တိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနဲ့ မွန်ပြည်နယ်မှာတော့နေရာစိမ့်စိမ့်မွေးရသွားပါမယ်။ကချင်ပြည်နယ်အောက်ပိုင်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့မြောက်ပိုင်းမှာတော့နေရာကွက်ပြီးမွေးကြပါမယ်။နေပြည်တော်စကိုင်းတိုင်းဒေသကြီးအလဲပိုင်းမန္တလေးတိုင်းဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးအထက်ပိုင်းမှာတော့နေရာကျကျမွေးရသွားပါမယ်။ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အထူအသင့်တင်ဖြစ်ထွန်းနိုင်ကနေရာကွက်ကြမွေးရသွားနိုင်တယ်လို့ဆိုပါရစေ။ ဆက်လက်ပြီးတော့လည်းအထူးမွေးလို့တာတဲ့ကိုဖော်ပြပေးပါမယ်2025ခုနှစ်ဒီနေ့ဂျွန်လ22ရက်နေ့မြန်မာစံတော်ချိန်ည9:00နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီခွဲချိန်တိုင်းထွားချက်တွေရကပ္ပရီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံတွေအားကောင်းရကနေအားလုံးကောင်းနေတာကြောင့်၎င်း အရှိတ်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းအနောက်ဘက်ကရွေးရှားလာတဲ့လေပွေလိုင်းတွေရဲ့အရှင်ကြောင့်၎င်းဒီနေ့ညကနေ28ရက်6လ2025အတွက်မှာတော့နေပြီးတော့ရောက်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရော်တိုင်းဒေသကြီးတရိုင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာဆက်ဆက်ကနေနေရာအနှံ့ပြားမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။ မြမကင်မရာတက်လျှောက်နဲ့ကန်လော်ပယ်နေပြမှာတခါတရံမိုးသက်လေပြင်းကြရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်တိတိုက်ခတ်ပါမယ်။လှိုင်းမြဟာမကင်မရာတက်လျှောက်နဲ့ကန်လော်ပယ်လေပြင်းမှာ17ဘေးကနေ13ဘေးကရှိပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသဲတန်စွာရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထကြုံတာ၊မိုးကျွတ်ပြတာ၊လျှက်စီးလက်တာ၊မိုးသီးကျွေတာ၊လျှက်ရပြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘောဝဘေးရည်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ မြေပြိုမှုအန်နဲ့မြင်းငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွားလာရင်နေချောင်းပြန်တိုင်းရင်နဲ့ဆက်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဇွန်လ22ရက်နေ့ဒီနေ့ည9:00နာရီချိန်နေ့စဉ်မလို့သာသတင်းကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အမှမုတ်တုံလီအားကောင်းရာကနေအားလုံးကောင်းပါရယ်။မနက်ဖြန်မွန်တဲ့ချိန်ဒီခမန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကန်နက်ဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်မှာနေရာကျကျနေပြီးတော့စကန်နက်ဒေသကြီးထပ်ပိုင်းနဲ့ချင်းပြည်နယ်မှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထစ်ချုံရွာသွန်းပြီးတော့စကန်နက်ဒေသကြီးထပ်ပိုင်းအေရတိုင်းဒေသကြီးသတင်းနိုင်တိုင်းဒေသကြီးကချင်းပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ နေရာဖွဲ့ပြီးမူကြည့်ပါမယ်။ရွာရာနောင်ပြည်ဖြစ်ပါတယ်။မိုးတိုင်တောင်ဖြစ်ပေါ်မူခြင်းတွေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊သတင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့မိုးတိုင်တောင်ဖြစ်တော်လျက်ရှိပြီးတော့အစိုးရမိုးတိုင်တောင်ရွေးရှားရာနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ၊မိုးထစ်ကြုံတာ၊မိုးကြိုးပြတာ၊လျှင်စီလက်တာနဲ့မိုးသီးကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ဖို့အကြံပြုလာတာဖြစ်ပါတယ်။ မြမပင်လေပြင်းမြဝကြုံမှာမိုးဒမောက်ခွေမိုးတဲ့နိုင်ကင်မရာတက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတစ်ခါတရံမိုးသက်လေပြင်းချရပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းချရောက်စဉ်ရေပြင်းမြေပြင်းလေပြင်းဟာတနအိကို35မိုင်တီတိုက်ခတ်ပါမယ်။လှိုင်းမြဟာမြဝကြုံပေါ်မိုးဒမောက်ခွေမိုးတဲ့နိုင်ကင်မရာတက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့17ဘေကနေ13ဘေကရှိပါမယ်။ရခိုင်ပြည်နယ်ရခိုင်ကင်မရာတက်ရှောင်းနဲ့ကန်းလွန်ပင်လေပြင်းမှာတော့တစ်ခါတရံမိုးသက်လေပြင်းချရပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စင်မှာတော့ရေပြင်းမြေပြင်းလေပြင်းဟာတနအိကိုမိုင်30တိတိုက်ခတ်ပါမယ်။ ိုင်းမြာရခိုင်ကံရံတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၁၀ဘီကနေ၁၂ဘီကရှိပါမယ်။နောက်နေ့အတွက်ခမန်းချက်ကတော့ရောင်တိုင်းဒေသကြီးမကိုတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်မှာမိုးပေါ်ပါမယ်။နေပြည်တော်နဲ့နေထွားအတွက်မက်ဖတ်မိုးတက်ချိန်လေးခမန်းချက်ဟာမိုးတက်ချိန်နှစ်ချိန်ထည့်ချုံရပါမယ်။ရဟန်ရအောင်ပြည့်ဖြစ်ပါတယ်။ရောင်မျိုးနဲ့နေထွားအတွက်မက်ဖတ်မိုးတက်ချိန်လေးခမန်းချက်ဟာမိုးတက်ချိန်နှစ်ချိန်ထည့်ချုံရပါမယ်။ရဟန်ရအောင်ပြည့်ဖြစ်ပါတယ်။ နာရီမြွက်နဲ့နေထိုင်အတွက်မနက်ဖြန်မိုးတက်ချိန်ဒီခံမှန်းကြာနေရာကွက်ကြောင့်မိုးတက်ကြုံရပါမယ်။ရွာရံရံတို့ဖြစ်ဖြစ်ပါရရှင်။ဆက်လက်ပြီးတော့လည်းမြင်းကလင်းသတင်းကိုဖော်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ22ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်ညနေ9:53မိနစ်40စက္ကန့်ချိန်မှာတော့တောင်ကြီးမြင်းလင်းစကန်ကနေတောင်အရှိတောင်ဘက်82မိုင်ကန်ဝေးကွာတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်လွိုင်ကွန်မြို့ရဲ့အရှိမြောက်ဘက်9မိုင်ကန်အကွာမြောက်လက်တီကျူ19.8ဒီဂရီအရှိတောင်ကြီးကျူ69.33ညာဒီဂရီ အနက်30ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရက်တာစ်က3.3ညအစင်းရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြေရင်တကူလှုပ်ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မလို့သားနဲ့စလားဗေဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းဂျွန်လ22ရက်အတွက်မလို့သားခမန်းချုပ်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပင်ပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောက်မှာတိမ်သင်းတွေကလည်းတင်ယူရနိုင်ပြီးတော့မိုးတုံတွေအားတဲ့နေ့ကလည်းအားကောင်းပါမယ်။ပင်လယ်ပြင်အခြေအနေကတော့တင်းနိုင်ကန်ရံ ရခိုင်ကမ်းရံမြဝကျောက်ပေါ်ဒေသတိုင်းနမိုးဓမ္မကွေမှာတော့အနောက်အနောက်တောင်ဘက်ကနေလေဟာတနအီကိုဆင်မိုင်ကနေ -30 ကတိုက်ခတ်နိုင်ပြီးခိုင်းတင်တဲ့ရှိပါမယ်။မိုးချင်နေဟာနေပြီးတော့စကိုင်းတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းအေရီတိုင်းပဲခိုးတိုင်းမကွေးတိုင်းတရိုင်းတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရနီပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်မှာနေရာဆိုင်ဆိုင်ကနေနေရာအနှံ့ပြမိုးထစ်ကြုံရသွားပါမယ်။စကိုင်းတိုင်းပဲခိုးတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အရှေ့ပိုင်းရခိုင်ပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်မှာနေရာကွက်ပြေးမှုကြီးပါမယ်ရှင်။ ဆက်လက်ပြီးတော့မုတ်တုံလေးပြီးအားနဲ့ရံဝဖြစ်ပေါ်လာနိုင်တဲ့အခြေအနေအသိပေးချက်6ခခွေးကကြီး2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်ဇွန်လ22ရက်ခန့်မှန်းကျမှာတော့ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်နောက်ဆုံးရရှိတဲ့ချက်လက်တွေရလာမယ့်24ရက်6လ2025မှာတော့ဒင်္ဂလာပင်တော်မြောက်ပိုင်းမှာမုတ်တုံလေးပြီးအားနဲ့ဆင်မွန်ဆွန်လောစပရက်ရှာဆဲတခုဖြစ်ပေါ်လာနိုင်ပြီးတော့အစောပိုင်းဖြစ်ပေါ်လာနိုင်တဲ့မုတ်တုံလေးပြီးအားနဲ့ဆဲကတော့အနောက်မြက်ဘက်ကိုရွှေရှားက 26ရက်6လ2025ရက်မှာတော့ဘင်္ဂလားပြည်တော်အနောက်မြောက်ပိုင်းမှာမိုးတုံလေပြင်းအားနဲ့ရွှေဝန်မွန်ဆွန်လောပရက်ရှာအေရိယာဖြစ်ပေါ်အားကောင်းလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။အစောပိုင်းဖြစ်ပေါ်လာနိုင်တဲ့မိုးတုံလေပြင်းအားနဲ့ရွှေဝန်ရဲ့အရှင်ကြောင့်မိုးတုံလေအားကောင်းရကနေအားလုံးကောင်းလာနိုင်တဲ့အတွက်24ရက်6လ2025ကနေ30ရက်6လ2025အတွင်းညီမကန်ရန်တက်ရှောင်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတခါတရံမိုးတက်လေပြင်ကျရောက်ပြီးလှိုင်းတင်တဲ့ကနေလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်ကျရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာတနအီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်ပြီးတော့လှိုင်းမြိုင်မကန်ရက်တက်ရှောင်းတဲ့ကမ်းလွန်ပင်လယ်ပြင်မှာ9ဘေးကနေ12ဘေးကရှိပါမယ်။အစောပိုင်းဖြစ်ပေါ်လာနိုင်တဲ့မိုးတုံလေပြင်အားနဲ့ရောင်ရဲအရှင်ကြောင့်မိုးတုံလေအားကောင်းရကနေအားလွန်ကောင်းလာနိုင်တဲ့အတွက်24ရက်6လ2025ကနေ30ရက်6လ2025အတွင်းမြန်မာနိုင်ငံတဝက်လုံးမှာနေရာအနှံ့ပြမိုးတက်ကြုံရွာသွန်းပြီးတော့ နေရာကွက်ပြီးမိုးတဲ့ထန်တာဒေသလိုက်မိုးကြီးတာနဲ့မိုးသက်တွေပြန်တိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့မေထီလာက9နှစ်အရွယ်ကလေးငယ်ကိုတတ်ပြီးတော့ငကတ်လူခဲ့တဲ့တရက်ခန့်လေးများကိုဖမ်းမိတဲ့အကြောင်းဖော်ပြပေးပါမယ်။မန္တလေးတိုင်းမေထီလာမြို့နယ်ကွက်ငယ်အုပ်စုစံပြတဟတန်ကြီးဝါက3နှစ်ကျောင်းသူကလေးငယ်ကိုတတ်ပြီးတော့အလောင်းဆွန့်ဖြစ်တဲ့တရက်ခန့်တယောက်ကိုဖမ်းဆီးရမိပြီလို့ဒေသခံတွေကသိရပါတယ်။ကလေးမတွေကိုတတ်ဖြတ်ခဲ့တဲ့သူတွေဟာစံပြတဟတန်ကြီးဝါမှာပဲနေထိုင်တဲ့လင်မယားကိုစိုးမင်းအောင်နဲ့ နင်းစာနေစောဆိုသူတို့ဖြစ်တဲ့အကြောင်းကလင်းငယ်ရဲ့နှက်ကိုလူယူပေးတက်ဖြတ်ကလောင်းကိုဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။တရက်ခန့်နေကိုဂျွန်လ12ရက်မှာဖမ်းဆီးစစ်ဆေးခဲ့တာကလည်းကျိုးလွန်ခဲ့ကြောင်းကိုဝန်ခံထွက်ဆိုခဲ့တာဖြစ်တယ်လို့သိရပါဗျ။ အသက်ခံရတဲ့ကလေးမတွေကတော့သူတို့ရဲ့အသားနဲ့ဆော့နေတာကိုခေါ်ပြီးတော့ငကတောင်းရကနေကလေးကမပေးလို့သူ့အဖွာပြတ်တိုင်းပဲပြောတော့ကလေးကိုပါဇက်ပိန်လက်ဘင်းကိုညှစ်တာမှတီးသွားတာလို့သိရတယ်။ဒါသူတို့ခံဝင်ချက်ထွက်ဆိုတာပေါ့။ပထမတော့ဝန်ခံနဲ့ပထမကတော့သူတို့ကိုတန်တရားနဲ့ဖမ်းတာစစ်တော့မှဝန်ခံတာကလေးမတွေငကကိုလည်းသူတို့ကရောင်းစားလိုက်တယ်။ဒီနေ့ငကရောအလောင်းဆုံးပြစ်ဖို့တည်ခဲ့တဲ့ဆိုင်ကရောတင်ဆက်ရမိပြီလို့အမှုဖြစ်စဉ်ကိုသိတဲ့ဒေသခံကဆိုပါရယ်လက်ရှိမှာတော့တရားခဏနှစ်ယောက်ကိုမေဒီတာမျိုးမှာရေစကန်မှာဖမ်းဆီးချုံနောက်ထားပြီးတော့ လက်ရှိမှာတော့တရားခဏတယောက်ကိုမတိလာမျိုးမှရေစကမှာဖမ်းဆီးချုံနောက်ဖို့လုံဆောင်နေတယ်လို့သိရပါဗျ။ အသက်ခံရတဲ့မှန်နှင်းရည်ကတော့အသက်9နှစ်ဝန်းကျင်သာရှိသေးပြီးတော့ဂျွန်လ9ရက်နေ့ညနေပိုင်း4နာရီလောက်မှာနေကနေကစားဖို့ထွက်သွားရကနေအိမ်ကိုပြန်ရောက်မလာတော့ဘဲနဲ့ပျောက်ဆုံးခဲ့တာပါဒီနောက်မှာတော့9ရက်အကြာဖြစ်တဲ့ဂျွန်လ17ရက်မှာရွာရဲ့တုတ်တန်နေကကန်နာရတော်ရဲမှာအထောင်းကိုအိတ်ထဲတက်ပြီးဆွန့်ပစ်ထားတာကိုရှာဖွေတွေ့ရှိခဲ့တာလို့ဆိုပါတယ်အဆိုပါကလေးမတွေဟာဆံပြတဟတန်းကြီးဝါအဖွားဖြစ်သူနဲ့နေထိုင်ပြီးတော့သူ့ရဲ့မိဘတွေကတော့အဝေးမှာအလုံးလုံးကိုင်နေကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်အရင်မေလတုန်းကလည်းဗကိုးမျိုးမှာနေကနေပျောက်ဆုံးသွားတဲ့ Grade 7ကျောင်းသားအသက်ခံရပါ ြီးအလောင်းကိုစွန့်ပစ်ခံရမှုဖြစ်ပွားခဲ့ကတရားခဏ်တွေကိုဖမ်းဆီးရမိခဲ့ပါတယ်ရှင်။ဆက်လက်ပြီးတော့ဖုန်းနဲ့တက်ဘလက်နှစ်နာရီကျော်ကြာသုံးတဲ့စေချိုသက်တွေမှာစိုးရိမ်သောကနဲ့စိတ်ကြောက်ဝေဒနာဝင်နိုင်ခြင်းပုံမှန်ထက်ပိုများနိုင်တဲ့ကြောင်းဖော်ပြပေးပါမယ်။ဖုန်ထားမှတက်ဘလက်တရက်ကို2နာရီကျော်ကြာသုံးတဲ့စေချောသက်တွေမှာစိုးရိမ်သောကနဲ့စိတ်ကြောက်ဝေဒနာ ဖြစ်နိုင်ခြင်းပုံမှန်ထက်ပုံမမြင့်တက်လာနိုင်တယ်လို့ကနေဒါသူတွေဒီပညာရှင်တွေကပြောကြပါတယ်။ပညာရှင်တွေရဲ့လေဒါတွေ့ရှိချက်အရတရက်ကိုဖုံးသွင်းဆွဲခြင်း၂နာရီကျော်ရှိတဲ့ဆယ်ကျော်တက်တွေမှာစိုးရိမ်သောကဝေဒနာဝင်နိုင်ခြင်းပုံမှန်ထက်၂ဆစိတ်ကြဝေဒနာဝင်နိုင်ခြင်းပုံမှန်ထက်၄ဆမြင့်တက်ပြီးတော့ဆယ်ကျော်တက်တွေဖုံးဒါမှမဟုတ်တက်ပလက်ကြခြင်းအချိန်ကြာမြင့်ကြာအုံဆက်မှုကြောင့်စိတ်ချမ်းသာရေးပြဿနာတွေပေါ်ပေါက်လာနိုင်ခြင်းမြင်မလာမှုကတော့မျှော်လင့်တတာတတ်ပို့ဆိုကြောင်းသိရပါတယ်။ဒါကြောင့်မလို့မိဘအုံထင်းသူတွေအနေနဲ့လဲဆက်ကျော်သက်တွေဖုံးကြည့်တဲ့အချိန်ကိုတရက်ကို၂နာရီတက်မပိုးစေဖို့နဲ့ ကန့်သတ်တဲ့ပြီးတော့ကိုလက်လှုပ်ရှားမှုပြုလုပ်ခြင်းကိုမြှင့်တင်ပေးနေတဲ့ကြောင့်ပညာရှင်တွေကဆိုပါရယ်အခုတွေ့ရှိချက်ကိုတော့အသက်၁၂ကနေ၁၈နှစ်ကြာစေကျော်သက်လူငယ်တွေ980ဦးကိုကိုလကြာအချိန်ယူလေ့လာခဲ့ပြီးတဲ့နောက်မှာသူတို့ရဲ့တွေ့ရှိချက်တွေကိုတင်ပြခဲ့တာဖြစ်တယ်လို့သိရပါရယ် ဆက်လက်ပြီးတော့လဲထိုင်းလူမျိုးတွေပဲလုံခွင့်ရှိတဲ့လုံတွေကိုတရားမဝင်လုံခဲ့ရတဲ့နိုင်ငံသားတွေကိုအရှိန်မြင့်တင်နှိမ်နှင်းမဲ့ကြောင့်ဖော်ပြပေးပါမယ်။ထိုင်းလူသမဝင်ကြီးဌာနကတော့ပြီးခဲ့တဲ့ကုလအတွင်းထိုင်းနိုင်ငံသားတွေအသက်သာတည်တံတတ်မှတ်ထားတဲ့လုံခိုင်တွေကိုလုံခိုင်နေတဲ့နိုင်ငံသားတာ၄၄၀၀ကျော်ကိုဖမ်းဆီးအရေးယူခဲ့ပြီးတဲ့နောက်အဆိုပါလုံရက်တွေကိုအရှိန်မြင့်နှိမ်နှင်းဖို့လူသမဝင်ကြီးကဆိုပါတယ်။ ဒီလိုနိုင်ငံခြားသားတွေတရားမဝင်တဲ့အလုပ်တွေကိုလုပ်နေတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့အလို့ရှင်တွေကအလို့သမားတွေအတွက်ကုန်ကြစီရှော့ချခြင်းလို့ဖြစ်တယ်လို့ဆိုပါတယ်။ဒါ့အပြင်တချို့ဥပဒေအရရှိတွေကတော့အမှုဖွဲ့အရေးယူဖို့ပြက်ကွက်တာကလည်းပြဿနာကိုပုံမဆိုးရစေတယ်လို့ဆိုပါတယ်။ထိုင်းလူ့သမားတွေအပေါ်နှင်နာမှုရှော့ချဖို့အတွက်ပြည်သူလူထုရဲ့တရင်ပေးမှုတွေလိုအပ်တယ်လို့ဆိုပါတယ်။ဝန်ကြီးဌာနအနေနဲ့တရားမဝင်အလို့သမားတွေကိုရှာဖွေတာအမှုဖွဲ့ပြီးတန်ရိုက်ပြီးတော့နေရာကိုပြန်ပို့တာတွေလုပ်ဆောင်ဖို့ရဲတပ်ဖွဲ့နဲ့အလို့ပိုင်ဦးစီးဌာနတို့နဲ့ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်တဲ့အကြောင်းဆိုပါတယ်။ 2024ခုနှစ်အောက်တိုဘာ1ရက်ကနေ2025ခုနှစ်ဇွန်လ13ရက်ထိကာလအတွင်းမှာတော့ဈေးရောက်သူစပင်းညက်စရာထိုင်းယိုးရာအနှိပ်ပညာရှင်အတွင်းရမှုနယ်မော်တော်ယာဉ်မောင်းလိုမျိုးပဲနိုင်ငံခြားသားတွေအတွက်တင်းတင်းကြပ်ကြပ်တားမြစ်ထားတဲ့အမျိုးအစားတက် list 1အလုံးကိုင်တွေကိုနှုတ်ကိုင်နေတဲ့နိုင်ငံခြားသား4438ဦးကိုတွေ့ရှိရပြီးတော့ဒီထက်ကမှ438ဦးကိုဝန်ကြီးဌာနကတရားစွပ်စုခဲ့တာပါဝန်ကြီးဌာနကအုတ်စီတာလက်သမားစောင့်လို့ရေးစိုက်ပျိုးရေးနဲ့ငါးဘက်လုပ်ငန်းမျိုးခွင့်ပြုချက်ရမှာလုပ်ကိုင်ရတဲ့အမျိုးအစားသုံး list 3အလုံးကိုင်တွေမှာနိုင်ငံခြားသား4820 50ဦးကိုခွင့်ပြုချက်မရှိဘဲလုံခြုံနေတာကိုတွေ့ရှိခဲ့ပြီးတော့53ဦးကိုတရားစွဲဆိုဖမ်းဆီးခဲ့ပါတယ်။ဒါ့အပြင်ဆိုင်အယောင်းဝန်ထမ်းလိုမျိုးမျိုးစာလေး list ပေါ်အလုံခြုံနေမှာတော့လုံခြုံနေတဲ့နိုင်ငံသား2234ဦးရဲ့က696ဦးကိုတရားစွဲဆိုခဲ့တဲ့ကြောင့် Mr. Funfat ကဆိုပါတယ်။အလို့ရှင်တဲ့အနေနဲ့ထိုင်းအလို့သမားတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့တရားမဝင်တဲ့အလို့တွေမှာနိုင်ငံသားတွေကိုမခံအပ်ဖို့အရေးကြီးတယ်လို့ဆိုပါတယ်။ တားမြစ်တဲ့အလုပ်တွေမှာတရားမဝင်နိုင်ငံခြားသားတွေကိုခန့်အပ်တာတွေ့ရှင်တော့အလို့ကံဦးစီးဌာန DOE ရဲ့ဗဟိုအလို့ကံမှတ်ပုံတွေနဲ့အလို့သမားကကွယ်ဌာနကိုတိုင်ကြားနိုင်တဲ့အကြောင်း Mr. Fonfat ကပြောကြားခဲ့တာဖြစ်ပါတယ်